်မင်္ဂလာပါရှင်ကျမကတော့ချီချိုဆက်မ DBPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါလာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေအနေနဲ့မဲဆွယ်စည်းရုံးမှုခွင့်ပြုထားတဲ့ရက်ပေါင်း60အတွင်းမှာရွေးကောက်ပွဲအပိုင်အလုံးအတွက်မဲဆွယ်စည်းရုံးသွားရမယ်လို့စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကပြောပါရယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအနေနဲ့ အော်တိုဘလာဆက်ရှိယကနိုင်ငံရေးပါတီ58ပါတီနဲ့နေပြည်တော်မှာတွေ့ဆုံစဉ်ပြောကြားခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးပါတီတွေမဲဆက်စည်းရုံးမှုအတွက်ရက်ပေါင်း60သတ်မှတ်ပေးထားကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ကြေညာထားတာပါ။ဒီဇင်ဘာလ28ရက်မှပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1ကိုမြို့နယ်ပေါင်း102မြို့နယ်မှာပြုလုပ်သွားမှာဖြစ်ပြီးအပိုင်း1ကိုတော့မြို့နယ်100မှာ2026ခုနှစ်ဇန်နဝါရီလအတွင်းအပြီးပြုလုပ်သွားဖို့ရှိနေတယ်လို့စစ်ကောင်ဆောင်ကပြောထားပါတယ်။ ကြန့်ရှိနေတဲ့မြို့နယ်တွေကိုတော့နောက်တက်လာမဲ့အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်တို့ကတာဝန်ခံပြီးကြားဖြတ်ရွေးကောက်ပွဲတွေပြုလုပ်ပေးသွားရမှာဖြစ်တယ်လို့လည်းပြီးခဲ့တဲ့ NCA နှစ်ပတ်လည်အခမ်းအနားမှာစစ်ကောင်ဆောင်ကပြောထားတာပါရှင်။ စစ်ကောင်စီတပ်နဲ့တွန်လိုင်းအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့ကရီနီကရှေ့တန်းတနေရာမှာကရီနီအမျိုးသားများကကွေတက် KNDF တပ်ရင်း14ကရဲဘော်တယောက်ကြာဆုံးခဲ့တယ်လို့တပ်ရင်းကအော်တိုဘာလ19ရက်မှာထုတ်ပြန်ထားပါတယ်။အသက်22နှစ်အရွယ်ရဲဘော်ခူဟာရဲကိုပိုင်နံပါတ် KNDF B 14မြင်းဆောင်3939281ကအော်တိုဘာလ16ရက်နေ့မှာစစ်ကောင်စီတပ်ကိုတွန်းလှန်တိုက်ခိုက်ရင်းနဲ့ရှေ့တန်းမှာကြာဆုံးခဲ့တာလို့သိရပါတယ်။ ရဲဘော်ကူဟာရဲက2024ခုနှစ်ဧပြီလ10ရက်နေ့မှာ KNDF တပ်ရင်အမှတ်14ကို ရောက်ရှိလာပြီးပေးအပ်ထားတဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ပြီးရှစ်ရမ်းမှာစစ်ကောင်စီတပ်ကိုရွရွချွချွတိုက်ခိုက်သူဖြစ်တယ်လို့ဆိုပါတယ်ရှင်တူယောင်ရွှေကပွဲရောက်ပြီသတင်းချက်လာပြင်းညကချောင်းဦးမြို့နယ်ဘုံတူကျေးရွာစီမီတပိတ်ကိုစစ်အုပ်စုကစက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတရက်ကိုအောက်တိုဘာလ18ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲကို အထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစုမုံရအမြင့်လန်းတပိတ်ဦးဆောင်ကော်မတီချောင်းမြွနယ်လူငယ်အင်အားစုတပိတ်ကော်မတီမုံရလူမှုတပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့စကိုင်းတိုင်းဒေသတပိတ်အင်အားစုတို့ကဦးဆောင်ပြီးပြုလုပ်ခဲ့တာပါ။အကြမ်းမဖက်တဲ့ငင်းကျဲစွာစူဝေးဆန္ဒပြပွဲကိုစက်တက်လေးဒီနဲ့ဘုံကျဲတိုက်ခိုက်တာဟာ ရွေကျက်ရှိရှိကျူးလွန်ခဲ့တာဖြစ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကော်မရှင်နဲ့တာဝန်ရှိသူအစစ်စစ်ဟာတာဝန်ခံရမယ်လို့မုံရလူလူတပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြူကဆိုပါတယ်သူတို့ပါဇက်ကပြောနေတဲ့အတူရောင်ရွေးကောက်ပွဲနဲ့ဒီမိုကရေစီဆိုတာဘလောက်တောင်ယုံတိကင်းမဲ့နေလဲဆိုတာထက်မှန်ပြသတဲ့အသည့်သာထင်ရှားဆုံးလုပ်ရဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ဒီ main online ဥဆောင်တဲ့စစ်ကော်မရှင်နဲ့တာဝန်ရှိတဲ့သူအစင်းစင်ဟာ အခုဘုံတူရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မလွဲမသေးကျွန်တော်တို့တာဝန်ယူရပါမယ်တာဝန်ခံရပါမယ်သူတို့ရဲ့လုတ်ကြံလီစေပြီးတော့အစီအစဉ်တကြချမှတ်ထားတဲ့အတုရောင်တရားမဝင်ရွေးကောက်ပွဲကိုပြည်သူလူထုကလက်မခံကြောင်းပြသတဲ့နိုင်ငံရေးသဘောထားထုတ်ပေါ်ပွဲဖြစ်တဲ့အတွက်ဒီပေါ်မှာလည်းသူတို့နဲ့နိုင်ငံရေးသဘောထားမတိုက်ဆိုင်တဲ့ပြည်သူလူထုကိုဘုံကျဲတက်ဖြတ်ပြီးတော့ကျွန်တော်တို့ပြည်သူလူထုကိုတိုက်ရိုက်မြန်မာပြည်သူလူထုတရက်လုံးကိုတိုက်ရိုက်ထက်မှန်ချင်းချောက်အကြက်ကင်နဲ့လှုပ်ရက်ကျွန်တော်တို့ ဖြစ်ပါတယ်ဒီတိုက်ခိုက်မှုမလုပ်ခင်မှာမုံရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနီစက်တက်လေဒီ၃စီးထက်မနည်းအတက်ပြခဲ့ပြီးလေကြောင်းအန်ရဲစောင့်ကြည့်မှုကိုဝေဝါအောင်ယူရဲချက်ရှိရှိလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လဲချောင်းမြို့နယ်လူငယ်အင်အားစုတပိတ်ကော်မတီဝင်ကိုဇွဲကလည်းထောက်ပြခဲ့ပါတယ်ဒီစကားမှာကကျွန်တော်တို့ရည်ရွယ်ချက်ရှိရှိကိုတွေ့ရင်လမ်းကြောင်းကိုပါကျွန်တော်တို့ဝေဝါအောင်အထိကျွန်တော်တို့အကွက်စစ်စစ်ကျွန်တော်လှုပ်ဆောင်သွားတာရရှိပါတယ်နော် တော့ဥပမာကျွန်တော်တို့ဖြစ်စင်မတိုင်ခင်မှာပေါ့နော်ဒီဘုံနာမခအနေမှာကျွန်တော်တို့ပါရာမီတာ၃စီးထပ်မနေပြန်တက်ခဲ့ပြီးတော့အရင်မျက်နှာမျိုးစုံလို့ပေါ့နော်ဒီအရင်မျက်နှာမျိုးစုံကျွန်တော်ပဝဲပြန်တန်းနေတာမျိုးတွေကျွန်တော်စင်မီတစ်ပိတ်ဖြစ်စင်မှာကျွန်တော်တို့ထည့်ချခဲ့တဲ့ပါရာမီတာဟာပြီးတော့ကျွန်တော်လုံးဝအတန်လုံးဝမကြအောင်အတန်လုံးဝမကြအောင်ကျွန်တော်ဆက်တက်ပြီးတော့လေယုံစီးလာတယ်လို့ယူဆရတာမျိုးတွေပေါ့နောက်တစ်ခုကဒီပါရာမီတာရဲ့ပြန်တန်းလာမှုကကျွန်တော်ပုံမှန်ထက်ညံ့ညံ့ပေါ့ပြန်တန်းလာတာမျိုးတွေ ပြီးတော့မြန်မြန်ရောက်ရှိလာတာမျိုးတွေကျွန်တော်တွေ့ရတယ်အဲ့ဒီဒီဘုံကျဲမှုမတိုင်ခင်မှာကျွန်တော်တို့စူဝေးရာကွင်းထဲမှာကျွန်တော်တို့အတန်ချစ်ဆက်ဘောက်တွေတစ်ခုမှမဖွင့်ထားပါဘင်းနဲ့ဒီပါရာမိုတာတန်ကိုကျွန်တော်တို့လုံးဝမကြားခဲ့ရပါဘူးပေါ့နော်အဲ့တော့ဒီကျွန်တော်အပါဝင်အားလုံးဒီပါမကြားခဲ့ရပါဘူးအော်တိုဘာလ6ရက်နေ့တရင်ကျွတ်လာပြင်းညမှာဘုံတူရွာမှာပြုလုပ်နေတဲ့စီမီတပိတ်ကိုစစ်တပ်ကစက်တက်လီဒီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရရှိသူ62ယောက်ရှိပြီး တည်ဆုံးခဲ့ရသူ23ယောက်ရှိခဲ့ပါတယ်။တည်ဆုံးသွားခဲ့ရသူတွေထဲအသက်18နှစ်အောက်ကလေးငယ်9ယောက်ပါဝင်ခဲ့ပါတယ်။ဒီဖြစ်စဉ်ကြောင့်လူစုလူဝေးနဲ့တပိတ်ပြုတ်လောက်တာတွေဟာမလုံတဲ့မှုဆိုတဲ့ဝေဖန်တန်တွေလည်းထွက်လာခဲ့ပေမယ့်ဒီလိုလူမှုလှုပ်ရှားမှုတွေဟာလူအပ်နေစေဖြစ်ပြီးဒါဟာပြည်သူတွေအလုံးတော်လန်ကြီးတွေမှာပါဝင်နိုင်မဲ့နီလန်းဖြစ်တယ်လို့တပိတ်ကောင်းဆောင်ဒေါက်တာတီစာဆန်းကဆိုပါတယ်ဒီຫນွေဦးတော်လန်ကြီးရဲ့အဓိကပေါ့နော်။မာကျွန်တော်တို့လူလူလှူရှားမှုတွေ ်ဒီเนาะအရေးပါတယ်အရေးကြီးတယ်ဆက်ပြီးတော့လေကျွန်တော်တို့เนี่ยအဆုံးထိเนาะတော်တန်ရေးအဆုံးထိတနည်းပြောရင်တော့ဒါဒီမိုကရေစီเนาะနိုင်ငံဖက်ဒရယ်နိုင်ငံတည်ဆောက်နိုင်တဲ့အထိကျွန်တော်တို့ကဒါလူထုရဲ့အခမ်းကဏ္ဍဆက်လက်ပြီးလိုအပ်ဒီမှာဖြစ်တယ်လို့ကျွန်တော်တို့เนี่ยနားလည်တယ်အဲ့တော့ကျွန်တော်တို့ခံယူတာကပြည်သူတဦးတယောက်မှကြံတော်လန်ရေးသမားဖြစ်တာကြောင့်เนาะပြည်သူအားလုံးတော်လန်ရေးသမားဖြစ်တယ်တနက်တိုင်းတိုင်းမှာစစ်တိုင်းတိုင်းမှာတော်လန်ရေးသမားမဟုတ်ဘူးပြည်သူတိုင်းတော်လန်ရေးသမားမို့ဒါပြည်သူတော်လန်ရေးဆိုကျွန်တော်တို့ကခံယူခြင်းဖြစ်တဲ့အတွက် ခုလိုလူလူလှူရှားမှုတွေကိုလည်းကျွန်တော်တို့ကဆက်စပ်မပြတ်ပေါ့နော်ကျွန်တော်တို့ဒါဆောင်ရွက်သွားပြီတော်တော်မှန်ပါတယ်ခင်ဗျဒါလုံခြုံရေးအရေးကြီးပါတယ်ကျွန်တော်တတိနော်အဉာဏ်ပညာအပြည့်နဲ့ပေါ့ဗျာကျွန်တော်တို့ဒါနော်ကိုယ့်ဘက်ကလိုအပ်ချက်တွေရှိတယ်ဆိုရင်ကျွန်တော်ပြန်လဲဒါသုံးသပ်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ဆက်လက်တိစောက်သွားကြရမယ်ဒီဘုံတို့ရတိုက်ခိုက်ခံရမှုဖြစ်စဉ်ကတည်ဆုံးခဲ့သူတွေတဲ့အသက်အငယ်ဆုံးအသက်အရွယ်အဖြစ်တနှစ်သားကလေးငယ်အရွယ်နဲ့အသက်အကြီးဆုံးအသက်အရွယ်အဖြစ်အသက်62နှစ်အရွယ်တို့ပါဝင်တယ်လို့လည်းသိရပါဗျ။ကျမမြတ်သစင်ပါရှင်။ ြည်သက်နိုင်ငံမြို့တော်ပါရီကလူပြရိုက်ဟာစုဆောင်ထားတဲ့အဖို့တန်ပစ္စည်းတွေကိုခင်းချင်းပြသဖို့နဲ့ကာကွယ်ဖို့ဆိုတဲ့အဓိကတာဝန်ကို ဖြစ်စီဖို့ပြက်ကွက်တာကိုအော်တိုဘားလ19ရက်ကလူရဲမှုကမိမောင်းထုတ်ပြခဲ့တယ်လို့ဝန်ထမ်းတဦးကပြောပါရယ်လူပြရိုက်ရဲ့အာဏာချက်နဲ့အဓိကတာဝန်ကိုကျေပွအားမစွမ်းဆောင်နိုင်ခြင်းကိုပြည်တွင်းကသိပြီးသားပေမဲ့တင်းငွေတွေနေကလူရဲမှုနောက်ပိုင်းမှာပြရိုက်နိုင်ငံရဲ့အပြစ်ကဘာကပါတည်သွားပြီလို့ စက်တင်ကျမှုတမကားရဲ့အထွေထွေအတွင်းရေးမူလဲဖြစ်တဲ့ပြရိုက်ဝန်တန်းအီလစ်မူလဲဟာက ပြောပါတယ်လက်ရှိအဖြစ်ပြက်တွေနဲ့တခြားအဖြစ်ပြက်တွေထက်ပြရိုက်ရဲ့အဓိကလုပ်ငန်းတာဝန်အတွက်ယင်းနှိမ့်ညံ့မှုပိုလိုတယ်လို့သူကပြောပါတယ်ပြည်သက်နိုင်ငံပါရီမျိုးတော်ကလူပြရိုက်ကိုတခိုးရိတ်ကဂရိတ်နဲ့ဖောက်ထွင်ဝင်ရောက်ပြီးအပေါ်ထပ်ပဒင်ပေါက်ကိုရိုက်ခွဲခဲ့တာပါ အဲ့ဒီနောက်ပြင်သစ်တရဖူလက်ဝဲရတနာတွေထားရှိရနေရကနေမော်တော်ဆိုင်ကယ်နဲ့ထွက်ပြေးသွားတယ်လို့ပြင်သစ်အစိုးရကပြောပါတယ်။သခိုးတွေဟာအများပြည်သူအတွက်ပြတိုက်ဖွင့်ချိန်မနေ့9ရက်ကွယ်လောက်မှာဂလာရီဒေပိုလွန်အဆောင်အတွင်းထဲဝင်လာပြီးလှုပ်ရှားခဲ့တာလို့ပြည်ထောင်ဝင်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချစ်ချိုဆက်မကျေးဇူးတင်ပါတယ်ရှင်။